ကျောင်းမနေဘူးပဲအင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောတဲ့အပြင်လူပုံသူဂျိုယုတ်ပုံလေးတွေကိုပြုံလုံရောင်းချနေတဲ့ဥပိန်တရာကကိုအောင်နိုင်ကျော်ဥပိန်တရာမှာကလေးတွေသဘောကျတဲ့ဂျုံယုတ်လေးတွေကိုရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုနေသူတယောက်ရှိပါတယ်သူ့လူများစုကတော့လူပုလေးလို့ခေါ်ကြပြီးချစ်စရာကောင်းတဲ့ယုတ်လေးတွေကိုလှုပ်တဲ့သူပါကလေးတွေရဲ့ကြိုင်ဂျုံယုတ်လေးတွေကိုရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြုနေတဲ့သူကကိုအောင်ကျော်ဖြစ်ပြီး တကယ်တော့လူပုလေးတယောက်မဟုတ်ပဲအယိုကျွယောဂကိုခံစားနေရရှာသူဖြစ်ပါတယ်။အယိုကျွယောဂကြောင့်ပဲကိုအောင်နိုင်ထွန်းကအယက်မထလာတော့ပဲကြောင်းလဲမနေခဲ့ရပါဘူး။အတန်းပညာကိုတရင်မှမတက်ဘူးပဲလေအဖေဖြစ်သူကစာတင်ပေးခဲ့လို့စာရေးတက်ဖတ်တတ်ပါတယ်။ဒါတင်မကသေးပဲကောင်းနိုင်ထွန်းအင်္ဂလိပ်စာကိုလည်းလေ့လာထားလို့အင်္ဂလိပ်တချင်တွေကိုလည်းဆိုပြတတ်သူပါတတော်မှာနာမည်ကျေသူတရားဖြစ်နေတဲ့ကိုအောင်နိုင်ထွန်းဟာအင်္ဂလိပ်တချင်တွေကိုလည်းဆိုပြတတ်လို့ပညာတင်ခဲ့ရတယ်လို့ထင်ပေမဲ့ တကယ်လက်တွေ့မှာတော့အကြောင်းနေဖွေပါဘူးအရင်ကတော့ကိုအောင်နိုင်ထွန်းကတတ်မှတ်လူတွေလိုလှောက်ရှားသွားလာခဲ့သူပါအတလီနဲ့ရွယ်မတီဗီယောဂကိုခန်းစားပြီးဆေးရတောက်ခဲရာကနေစေတံကိုခန်းစားလာပါရယ်အတန်ငယ်ချိန်မှာတီဗီဆေးတွေကိုတောက်ပြီးနောက်သူရဲ့အယိုးတွေကကျဆက်လာပြီး ီတိုင်းနေနဲ့ကြိုးသားပါရယ်သူဘဒူးမလာတီလို့များတဲ့အထိအယူကခဏရင်မရှိတော့ပါဘူးအရာကနေလန့်နိုပြီးမတည့်ရနေတဲ့အချိန်မှာတော့ဘောင်ယိုးကကြိုးထွားတဲ့အထိဆူရလာခဲ့ပြီးလမ်းလျှောက်ဖို့အဆင်မပြေတော့ပါဘူးတာမန်လူလိုသွားလာလို့များတဲ့အချိန်မှာ တရွေတိုက်သွားခဲ့ရပြီးအယူအဆအကြောင်းလည်းမသက်ခင်ရတော့ပါဘူးညအေးကခေါင်းမွေးမဲ့လေမထင်ထားတဲ့ယောဂအကြောင်းပဲသူဘဝတစ်တလုံးနင်းထားသွားခဲ့ရပါတယ်။ဘာကင်းပြတ်သူဟာအမျိုးမျိုးရှိသူဖြစ်လို့ရန်ကုန်ထိသွားပြီးခွဲစိတ်မှုတွေပြလုပ်ပေးခဲ့ပါတယ်။အဲနောက်မှာလည်းရှောင်လို့ရသွားပြီးမဲ့လေအရက်ကတော့မရှိလာတော့ပေခနာကိုအောက်ပိုင်းနဲ့အပေါ်ပိုင်းကမများတော့ပါဘူး။ကိုအောင်နိုင်ထွန်းကလူပုလေးမဟုတ်ပေမဲ့လေသူ့ရောလူပုလေးလို့ခေါ်ကြလို့စိတ်မကောင်းဖြစ်ရလို့ဆိုပါတယ်။ အပြင်းလဲမထွက်ရတော့ပဲအငြိခဲ့ရပြီးဘဝကိုအရှုံးပေးခြင်းစိတ်တွေပါဖြစ်လာခဲ့တာပါသူရဖေကစိတ်တက်ကိုခွာဖြစ်စေမဲ့စာပေတွေလစ်လာဖို့တိုက်တွန်းရကနေကိုအောင်နိုင်ထွန်းကလက်လျှော့ခြင်းစိတ်တွေလျှော့သွားခဲ့တာပါ အင်းပြင်ကိုမထွက်ရေကနဲ့လမ်းလျှောက်နိုင်တာကတော့နည်းနည်းခန္ဓာရှိပါသေးတယ်။ဘဝကိုအရှုံးမပေးချင်လို့အွန်လိုင်းကနေအိစာကိုစူးစမ်းပြီးလည်လာခဲ့ပါရယ်။အားလည်းချိန်မထားတဲ့စာလေးလာရင်နဲ့အင်းလေးစကားပြောလဲကျွမ်းကျင်လာခဲ့ပါရယ်။ဒါတင်မကသေးပဲသူ့နားလေပြီးမိတ်။အမျိုးသမီးနဲ့တွေ့တဲ့အချိန်မှာကိုအောင်နိုင်ထွန်းကလက်ထက်ခဲ့ပြီးဂျုံရုပ်လေးတွေကိုတော့ဥပင်တရာမှလာရောက်နေတာနည်းနည်းခန့်ရှိတော့မှာပါ။ကလေးတွေအကြိုက်ရောင်စုံဂျုံရုပ်လေးတွေကို အယုတ်ပုံစံမျိုးစုံပြောင်းတက်တာရဲ့ဈေးနဲ့ရောင်းချပေးပြီးဈေးတဲကတော့စိုက်ကန်နဲ့ဂျူရာပိုရာကိုလုပ်ပေးပါတယ်ကိုအောင်နိုင်တို့ဟာအခြားနေရာတွေမှာအားနေပေမဲ့လေသူလုံးနိုင်တဲ့အရာမှပို့ပြီးတော့အားဆိုင်ထုတ်ခဲ့ပါတယ်။ဥပိန်တရာမှာဂျုံရုပ်ရောင်းတဲ့ဝင်းငွေကတရက်ကိုတသိန်းကျော်ရှိပြီးသူ့ရဲ့အမျိုးသမီးကိုလည်းတင့်တင့်တဲတဲထားနိုင်ပါတယ်။ဂျုံရုပ်လုတ်တဲ့ပညာကိုလည်းခက်ခက်ခဲခဲလေ့လာကြရတဲ့ကိုအောင်နိုင်တို့ကနောက်ထပ်စံတစ်တဲ့ရုပ်တွေကိုလည်းထပ်မံရောင်းချသွားမှာပါ အယုတ်ကျတဲ့ယောဂကြောင့်ခနာကုန်မကြည့်ထွက်လာတော့မယ်ယောသားစူးစားရဲကိုအောင်နိုင်ထွတ်အတွက်အဘိစကားတွေကိုလည်းပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးတော့တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ် layer project တွေအတွက်စိတ်ဝင်စားဖွယ်အားကြောင့်ဒီနေ့တို့ပြန်လာခင်ဦးမှာဖြစ်လို့အတိတ်တော့ brewery တင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအဘိကျေးဇူးမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်